မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့စိန်လက်စုပ်ပိုင်ရှင်ကလေးမလေးပုံပြင်အကြောင်းပြောပြမယ်နော်နားထောင်ဖို့အဆင်သင့်ဖြစ်ပြီလားတခါတုန်းကတောမြင့်နားကရွာလေးတရွာမှာမိယာဆိုတဲ့ကလေးမလေးတဦးရှိတယ်သူမကစာကြည့်ခြင်းနဲ့စိတ်လေးလာခြင်းနဲ့စိတ်ကြည်ပြီးလူစကားထက်တဘာဝရဲ့အတန်ကိုပိုနားထောင်တတ်သူဖြစ်တယ် ဒီနေ့မှာတော့မီယာကတောထဲမှာတစ်ပင်အိုကြီးအောင်မှာလူဝတ်အထုပ်လေးတစ်ခုကိုတွေ့တယ်။အထုပ်ထဲကလက်စွလန်းကလေးတကွင်းကလေထဲမှာပင်တောက်ပနေတယ်။သူမကအံ့ဩသွားပြီးလက်စွကိုသူမရဲ့လက်ချောင်းလေးမှာဝတ်လိုက်တဲ့အခါအရာအလုံးပြောင်းသွားတယ်။သူမက သူတစ်ပါးမကြားရတဲ့ အတန်တွေကိုနားထောင်နိုင်တယ်လို့မမြင်နိုင်တဲ့အရာတွေလည်းမြင်လာတယ်။တရွက်တွေရဲ့အတန်းမိုးရေအရွယ်ပြိုင်တန်းတောဒရိဆန်တွေရဲ့စကားတွေတောင် နားလည်လာတယ်။တပတ်လောက်အကြာမှာမိယာက သူ့အဖေပေါ်ဖြစ်ပင်ကြိုးကြလာမဲ့အကြောင်းကိုကြိုတင်သိပြီးကဲတင်ပေးနိုင်ခဲ့တယ်။ရွာသားတွေလည်းသူမရဲ့စွမ်းရင်ကိုသိလာတာနဲ့ စိန်လက်စွပ်ပိုင်ရှင်လေးလို့အမည်ပေးကြတယ်။ဒါပေမဲ့တညမှာတစ်ပင်အိုကြီးကိုစောင်းလျှောက်တဲ့နမင်းကြီးတစ်ပါးရဲ့အတန်ကသူမော့ကိုပြောပြလာတယ်။မိယာစွန့်ရင်ကိုမိမိအတွက်မဟုတ်ပဲအခြားသူတွေအတွက်သုံးပါတဲ့ဒါမှသာလက်စွပ်ရဲ့အာဏိသင်ကမဆုံးဘူးဖြစ်မယ်။ဆိုတဲ့အတန်ကိုကြားလိုက်ရတယ် အဲ့ဒီနေ့နောက်ပိုင်းမီယာကရွာသူရွာသားတွေရဲ့အခက်ခဲတွေကို ကူညီပေးခဲ့တယ်။မီးလောင်ခြင်းနဲ့ရေရှားခြင်းအပြင် မျိုးစေ့အခက်ခဲစရာတွေမှာကူညီပေးခဲ့တယ်။ဒို့ပေမဲ့တနေ့မှသူ့ရဲ့အဖေဖျားတဲ့အခါမီယာကလက်စွပ်ကိုတုံးပြီးသူ့အဖေကိုဖျားပြောက်ဖို့ကြိုးစားတယ်။သို့တော့တစ်ပင်အိုကြီးရဲ့ နမင်းကြီးအတန်ကပြန်လာပြန်နေတေချင်းနဲ့ဘဝကြားမှာအဟုတုတရှိသူတော်ပြန်လှဲလို့မရဘူးဒီရာကိုသဘောတူပြီးလက်စုပ်ကိုပြန်ပေးလိုက်ပါ ဆိုပြီးပြောတယ်ညီယာက မျက်ရည်တွေနဲ့လက်စုပ်ကိုတစ်ပင်အောင်မှာပြန်ထားလိုက်တယ်အဲ့ဒီအချိန်မှာမိုးရွာလာတယ်ငင်းချမ်းမှုအနုမြူတစ်ခု ြင်ဖြာသွားတယ်။ပြီးနောက်မှာမိယာအနေနဲ့လက်စွပ်မရှိပေမဲ့စွမ်းရင်တစ်စိတ်တစ်ပိုင်းသူမအတွင်းမှာပဲရှိနေတာကိုသိလာတယ်။သူမကပြောခဲ့တယ်။စစ်မှန်တဲ့အာနိသင်ကလက်စွပ်ထဲမရှိပါဘူး။နေရမဲ့အချက်နဲ့ကယူနာထဲမှာရှိတာပါ။တငယ်ချင်းလေးတို့ရေဒီပုံပြင်လေးက ဘာတင်ငန်းစာရလိုက်ပါသလဲစွန့်ရင်နဲ့လက်ဆောင်တွေဟာမိမိအတွက်တာမက အခြားသူတွေအတွက်အတုံးချနိုင်မှသာတကယ်လှတဲ့အရာဖြစ်တယ်။နှက်တွေကတော့မျောလင်းချက်တွေကိုမျှဝေတဲ့သူကိုသာချစ်ပါတယ်။ချစ်ရတဲ့တငယ်ချင်းလေးတို့ရေပုံမြင်လေးကနေဘ ഹു တုတတွေကောင်းတဲ့စိတ်ထားတွေကိုသင်ယူရတာပျော်ရွှင်ကြရဲ့လား။ ပတ်စဉ်တိုင်းမှာဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံရင်းလေးတွေတာတာမီမီတို့အတွက်အကျိုးရှိစေမဲ့ဗဟုသုတတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို like subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်ဘေးနာကခေါင်းလောင်းလေးကိုပါနှိပ်ထားမယ်ဆိုရင်ပုံရင်းအစ်စ်တင်တိုင်းအချိန်မီတီးရမှာဖြစ်လို့ မလွတ်တမ်းနားထောင်နိုင်ပါပါအားလုံးကိုကျေးဇူးတင်ပါတယ်